အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ21ရက်ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်နယ်ဝန်ကြီးခရိုင်အင်းတော်ကြီးအရှိမဲ့ဆန်းကတော့နေ့စဉ်လေချောင်းတိုက်ခိုက်မှုဒဏ်ကိုခံနေရသေးဖြစ်ပါတယ်ခိုပေအင်းတော်ကြီးလမ်းမိုင်းဟာမမုံတိုင်းရွာနီးလေယာဉ်မြေတွေထဲမှာရွှေတူးပေါ်မှုတွေပြုလုပ်နေတဲ့အတွက်ကားလမ်းမကြီးကျိုးကျပျက်စီးနိုင်ွယ်စိုးရိမ်စရာအနေအထားရောက်ရှိနေပြီဖြစ်ပါတယ် ရွှေတုဘုံမှုတွေဟာနှစ်ဖက်သောတပ်တွေရဲ့ဒေသနာခွင့်ပြုချက်ရရှိမှလုတ်ကန်ရတာဖြစ်ပါတယ်။အချမ်းဖက်စစ်တပ်ကတော့ပြောနေတဲ့ထူးခြားလာမှာမဟုတ်ပါဘူး။ဒါကြောင့်မမုံကိုင်ကို KIA ကချင်းတုံးမြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်တွေအများဆုံးထိန်းချုပ်နိုင်အောင်ကြိုးစားပြီးအဆိုပါလုပ်ငန်းတွေကိုဟန်တားနိုင်မှုကြိုးစားရန်လိုအပ်နေပြီဖြစ်ပါတယ်။မွန်ရမြို့နယ်ထဲကပိုပင်လယ်မီနမ်မဒေသတွေမှာမူရစေဝါဖြန့်ဖြူးသည်ဖြန့်ဖြူးသူတွေညပြတဲ့ထက်ညပြလာပြီးဝေပေးနိုင်မှာကပြန်လဲလွတ်မြောက်မှုတွေကလည်းညပြနေနေဖြစ်ပါတယ် ဘဘောစနစ်နာမှာတော့လေကြောင်းတိုက်ခိုက်မှုတွေပြန်လဲလှုပ်ဆောင်လာနေတာရှိသလို KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းတပ်ဖွဲ့တွေကလည်းအမှန်တကယ်စစ်စင်ကိုကဲမှုဌာနချုပ်ကိုပြန်လဲချင်းကန်နိုင်မှုစုဖွဲ့နေတဲ့အနေအထားဖြစ်ပါတယ်။မခွေးတားစောမြို့ဝင်းကျင်ကိုယနေ့မနေ့၆နာရီကမှလေကြောင်းကနေဘုံသုံးလုံးချပြီးတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်။စောစိတ်ဖြူကာလာမေးစက်တုံးစီပေပါတွေတူလောင်ထားတဲ့ခြံတစ်ခုကိုဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ပြည်လူလူထုအထိတ်အကိုက်မရှိခဲ့ပေမဲ့စက်တုံးစီပေပါ80 ဆက်သုံးစီကလန်လေးတောင်နဲ့တဲအိမ်တစ်လုံးမိလောင်ဖြည့်ဆည်းခဲ့ရတာဖြစ်ပါတယ်။ပေါ့မြုံနဲ့နောက်ဖက်ဆန်းစီအမန်၂၄လေးကာဝေးပစ္စည်းဆက်ရုံနီးဆက်ကြတဲ့ဆိုင်းငုံဒေတာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနေချောင်းကနေဘုံကုန်ဘုံခုနှလုံးချပြီးတိုက်ခိုက်ဖြည့်ဆည်းမှုပြုလုပ်ထားတာရှိပါတယ်။အခုခုမျိုးရွှေချောင်းဝေးအနီးတစ်ဝိုက်မှာတော့ယူနီဖောင်းပြဝေးပလာကဖာလို့ခေါ်တဲ့ပြည်သူ့လုံခြုံရေးနဲ့အစားဖက်နှိမ်လေးတပ်ဖွဲ့တွေလက်နက်ကိုစီနဲ့နေရာယူထားတာကိုတွေ့ရပါတယ်။ ဂျမန်နေ့မနေ့မှာတော့နိုင်ရီကန်ကဘာလုံးစက်ခိုင်းရဲ့ကိုကြီးကျော်ကာဝင်းလုံးတစ်ခုဖြစ်တဲ့ခွန်စုလမ်းဆောင်ကဆစ်စကန်းကို15မိနစ်ကြာစီးနေတိုက်ခိုက်မှုပြုလုပ်နိုင်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကတူးမက်ဆီတယောက်လက်ရဖမ်းဆီးနိုင်ခဲ့ပြီးအမီနိုင်းကွန်မန်ဒိုစိန်ကျောင်းတစ်လက်အပါဝင်လက်နက်ငယ်6လက်နဲ့နှခမ်းညီအများပြားတင်းဆက်ရရှိခဲ့တယ်လို့ထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ်။ဘခုတိုင်းခြေချမ်းရွှေချင်းနယ်မြေထဲမှာပြီးခဲ့တဲ့ရက်ပိုင်းကထိတွေ့မှုခက်ဆိတ်ဆိတ်ဖြစ်ခဲ့တာရှိပါတယ်။ချင်းကာဝေးတပ်ဖွဲ့တွေကိုယ်တိုင်လက်ထုတ်ပြောလာပြီဖြစ်ပါတယ်။ အားရခတ်တော်ပလောကဒေသကိုတိမ့်ပိုက်ထိန်းချုပ်နိုင်လို့သာချင်းပြည်နယ်ကမြို့တွေကိုချင်းကာဝယ်တပ်ဖွဲ့တွေတိမ့်ပိုက်ရရှိစေတာဖြစ်ပါတယ်။ဗကြမဆက်တဲ့ဟာ2018ဝန်းကျင်ကပလောကမြောင်းချမ်းဒေသကိုတပ်မအီလေးမှအခြေပြုပြီးတပ်ဖြန့်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။အဲ့ဒီကွေတဲ့ကဖင်္ဂလားနယ်စပ်ဖြစ်တဲ့ BB 82ခန်းကားတောင်ကျောတဝိုက်မှာ2နှစ်ကျော်လှုပ်ရှားခဲ့ဥပါတယ်။ပိုင်958ခန်းထားမှာ2020ခုနှစ်တုန်းကပြတ်ကျခဲ့တဲ့ MI70 ရဟတ်ရဲ့ဒစီရဲ့ body ကြီးရှိနေပါသေးတယ်။ အင်ဂျင်နီယာဆက်ပစ္စည်းတွေကတော့ဖြုတ်ပြီးတည်သွားကြပါတယ်။ဖလောက်ကိုရရှိပြီးမှသာလိုက်လေးပြီးရေးသွားမတူပြီးကပ်ပက်လက်အဆရှိတဲ့နေရာတွေကိုချင်းကောက်